ခရိုင်းမီးယားရှိရုရှားလေတစခန်းများကိုဒရုန်း125စီးကတိုက်ခိုက်ခဲ့ပြီး CN Fropo မှာ Fio Dosha အထိပောက်ကွဲမှုများဇာတိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ Magra V7A9X ရဲ့ထိတ်လန့်ပွဲအားအကျိုးသက်ရောက်မှုနဲ့အတူ Catch တရားလဲတုံ့လှုပ်ခဲ့ရပါတယ်။ Catch တရားဟာပိတ်ဆို့ခံရပြီးထိတ်လန့်တကြားဖြစ်နေတဲ့ရင်းနှင်းများဟာလမ်းများပေါ်မှာပိတ်ဆို့ခဲ့ပါတယ်။ခရိုင်းမီးယားရဲ့ကောင်းကင်ယံကိုစိုးမိုးခဲ့တဲ့ဒရုန်းတွေဟာရုရှားရဲ့ကာကွယ်ရေးလိုင်းတွေကိုအထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဆီဖရိုဘိုရဲ့အမှောင်တုကြကပထမဆုံးပေါက်ကွဲမှုဟာယာဗာဒိုရီယာအလူရှတာနဲ့ဖီယိုဒိုရှာရုစီကို အိမ်မက်ဆိုးတွေဖြစ်တည်ဆောင်သွားခဲ့ပါတယ်။ကောင်းငင်ဘော်ကနေဆင်းသက်လာတဲ့လီယိုဒီကာမီကာစီဒရုန်းများဟာစာကီနဲ့ဘာတိုစကိုရီယာရှိ လေရင်ပြင်းလဲပေါ်မှာရပ်ထားတဲ့ဂျက်လီရင်တွေကိုမီးလောင်ကျွမ်းစေခဲ့ပါတယ်။ပီရာပိုနိုမှာရှိတဲ့1.6တရင်ရဲ့ခဲယမ်းတူလောင်ရုံတွေဟာလည်းထပ်မံမီးလောင်ပောက်ကွဲခဲ့ပါတယ်။ကာချ်တရာရဲ့မီးရောင်များမှိတ်သွားပြီး မိုင်မောင်းများစွာယင်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပါတယ်။အရသားယင်နှန်းတွေဟာဒေါသတကြီးဟွန်များတီးခဲ့ပါတယ်။ဇွန်လ23ရက်မနက်3နာရီခန့်မှာရုရှားသိမ်းပိုက်ခံရတဲ့ခရိုင်းမီးယားဟာအိမ်မဆိုးတစ်ခုနဲ့နိုးထလာခဲ့ပါတယ်။ပောက်ကွဲတံတွေနဲ့မောင်းသူမဲ့လေရင်တွေရဲ့အတန်တွေဟာစီဖရိုပိုမှာဖီယိုဒိုရှာထိအလူစတာမှာရန်ဘယ်တိုရီယာထိကျယ်ပြန့်တဲ့နယ်မြေတစ်လျှောက်ကြားရခဲ့ပါတယ်။ဒါဟာယူကရိန်းရဲ့ရုရှားစစ်ရေးတည်ရှိမှုပေါ်တိုက်ခိုက်မှုအသစ်တစ်ခုကိုကြေညာခဲ့ပါတယ်။ စင်ဖရိုဘိုအနီးကလူကိုဘိုးနယ်ဇာလီစီ area တွေမှာဒေသခံတွေကထူထပ်တဲ့မိကိုတိမ်တိုက်တွေမြင့်တက်လာတာနဲ့အတူကျယ်လောင်တဲ့ပေါက်ကွဲတံတွေကိုကြားခဲ့ပါတယ်။ယူကရိန်းရဲ့ပြစ်မှတ်ဟာရုရှားစစ်တပ်ပိုင်းနဲ့စခန်းတစ်ခုဖြစ်နိုင်ပါတယ်။တပြိုင်နက်တည်းမှာစာကီဗာတီစကိုနဲ့ကိုရိုဘောက်စကိုရှိစစ်ရေးလေယာဉ်ကွင်းတွေလည်းပြစ်မှတ်ထားကြရပွဲရှိတယ်ဆိုတဲ့သက်သေထောက်ထားတွေရှိခဲ့ပါတယ်။ဒရုန်းတွေဟာကောင်းကင်ကိုသာမကရုရှားရဲ့အမိန်ပေးကွင်းဆက်တွေကိုပါဖောက်ထွင်းခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဟာနေရာပေါင်းများသောကိုပြစ်မှတ်ထားရုံနဲ့မကဘဲဗျူဟာမြောက်ခဲ့တာကထင်ရှားပါတယ်။ပီရာဘာနိုးမှာရှိတဲ့အမှတ်16တီးခြားကန်ယူရန်ကာဝေးရေးတရင်နဲ့အမှတ်10လက်နက်ကြီးတရင်ဟာမေလ16ရက်ကခဲယမ်းတူလောင်ယုံတိုက်ခိုက်ခံရပြီးနောက်ထပ်မံတုံ့လောက်ခဲ့ရပါတယ်။မြန်မြန်တပ်သေးတွေကဒီအေရီးယားကနေကျယ်လောင်တဲ့ပောက်ကွဲသံတွေထွက်ပေါ်လာပြီး UAV ရဲ့ထူးခြားတဲ့အသံတွေကိုကောင်းကင်မှာကြားရတယ်လို့ဖော်ပြခဲ့ပါတယ်။ဒေတာကန်ယူကရိန်းပြောက်ကြားဖွဲ့ attach က စင်ဖရိုပိုနီကပြစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အဲဒီဖွဲ့ကရုရှားစစ်ရေးပစ္စည်းတချို့အထူးသဖြင့်လေကြောင်းရန်ကာဝေးရေးစနစ်တခုဆိုးရွားစွာပျက်စီးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ပျောက်ကြားတပ်ဖွဲ့တွေကစစ်သားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပေမဲ့အတိအကျစာရင်းကိုမပေးနိုင်သေးဘူးလို့ဆိုပါတယ်။ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာပေါက်ကြားလာတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေဟာထိတ်လန့်ပွဲရာဖြစ်နေခဲ့ပါတယ်။စင်ဖရိုပိုမှာမြင့်တက်လာတဲ့မီးခိုးတိမ်တိုက်တွေ လျက်စစ်အခြေခံအဆောက်အဦးနီးကထွက်ပေါ်လာတဲ့မီလီယံတွေပီရိုဗာယွာနီးကပောက်ကွဲတံတွေရဲ့ပဲ့တင်တံတွေဟာဒေသခံတွေအတွက်တကယ့်အကျပ်တဲတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ညတညလုံးတတိပေးတံတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတိုက်ခိုက်မှုများနဲ့ပတ်သက်ပြီးထုံးစံအတိုင်းထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ဝန်ကြီးဌာနကယူကရိန်းကမောင်းသူမဲ့လေယာဉ်125စီးနဲ့လုံဆောင်ခဲ့တဲ့တိုက်ခိုက်မှုအများစုကိုတားဆီးနိုင်ခဲ့ပြီးခရိုင်းမီးယားကောင်းကင်မှာဒရုန်း80ကိုပြက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဒီထုတ်ပြန်ချက်တွေဟာမြေပြင်ကနေရရှိလာတဲ့ပုံရိပ်တွေနဲ့ဆန့်ကျင်နေပါတယ်။ဝေဟင်းနေမှာပဲမြေပြင်ပေါ်ကရုရှားစနစ်တွေလည်းပြင်းထန်စွာထိခိုက်ခံခဲ့ရတာကိုတွေ့ရပါတယ်။ Later scan ဒီကမြို့တွေမှာတတိပေးတံများမိလာတာနဲ့တပြိုင်နက်အရက်သားကျင်တန်းတွေဟာလမ်းများပေါ်သို့ထောက်ခွာသွားခဲ့ပါတယ်။ Google Maps မှာ M17 ဝေပြင်းလမ်းမကြီးပေါ်မှာဘယ်ဘတ်နဲ့စာကီမှ Catch C Dent နေတဲ့၄ကီလိုမီတာရှိကားနံတစ်ခုကိုတွေ့ရပါတယ်။ ဒေသခံသတင်းတွေအရမနက်စောစောမှာရင်မောင်းချို့ဟာ၃နာရီလုံးရှေ့ဆက်မသွားနိုင်ပဲအင်ဂျင်တွေကိုပိတ်ထားခဲ့ရပါတယ်။ Ukraine SPU ကဇွန်လ3ရက်က1000 kg ရှိတဲ့ရေအောက်ဖောက်ခွဲမှုနဲ့တံတားကို တုံ့လှုပ်စေခဲ့ပြီးနောက်တံတားပေါ်ကအခြေအနေဟာပိုဆိုးရသေးခဲ့ပါတယ်။ရုရှားအနာပိုင်းတွေကအဝေးပြေးလက်နဲ့ယထာလန်ကိုရင်ကြောထိန်ချုပ်ဖို့ပိတ်ဆို့ခဲ့ပါတယ်။ဇွန်လ7ရက်ကတိုက်ခိုက်မှုသတင်းတွေပြန့်နှံ့လာတာနဲ့ဒီပိုင်းနဲ့ရင်ကြောတွေထပ်မံရပ်တန့်သွားခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ချက်မှာသတိပေးအစီအမံအဖြစ်၃နာရီပိတ်ထားမယ်လို့ဖော်ပြထားပေမဲ့ဆိုရှယ်မီဒီယာပေါ်ကဓာတ်ရိုက်ထုတ်လွှင့်မှုတွေမှာဂျင်တန်းတွေဟာဂိတ်ပေါက်တွေကနေ၁၀ကီလိုမီတာဝေးနေတာကိုပြသခဲ့ပါတယ်။မိသားစုတွေကကလေးတွေကိုစိတ်နှိမ်အောင်ထားဖို့ကြိုးစားနေရပြီး စီပြက်လက်သွားတဲ့ယင်တွေကိုအရေးပေါ်လမ်းကြောင်းတစ်လျှောက်တွန်းရွှေ့နေရပါတယ်။ခရိုင်းမီးယားတာတာလူမျိုးကောင်းသော Refat Chubarov ရဲ့အခုထွက်ခွာပါမဟုတ်ရင်နောက်ကျသွားလိမ့်မယ်ဆိုတဲ့သတိပေးပြောဆိုချက်ဟာ အရက်သားစိတ်တဲ့ပေါ်နောက်ဆုံးထိုးနှက်မှုဖြစ်ခဲ့ပါတယ်။တရားပေါ်မှာရင်တန်းတွေပိတ်မိနေချိန်မှာရုရှားဥပဒေစိုးမိုးရေးအဖွဲ့တွေကချောင်းကာမြေကူးမှုမှာထပ်ဆောင်းစစ်ဆေးရေးဂိတ်တွေထူထောင်ခဲ့ပါတယ်။ဒရုန်းပျက်စီးတွေတဲဆောင်နေတယ်ဆိုတဲ့တန်တရားနဲ့ရင်မောင်းတချို့ကိုပြန်လှည့်ခိုင်းခဲ့တယ်လို့သိရပါတယ်။ဒီဘျူရိုကရက်တစ်အတားအဆီးဟာကာကူလင် ရေလက်ကြားကိုဖျက်ချော်ဖို့မျှော်လင့်နေတဲ့လူထောင်ပေါင်းများစွာကိုလည်းထိခိုက်ခဲ့ပါတယ်။ပထမနေ့မှာရင်စီပြက်လက်မှုနဲ့ခွင့်ပြုချက်မရှိတာကြောင့် တူဇလာကျောင်းပေါ်မှာ truck ကား260ကျော်ပိတ်မိခဲ့ပါတယ်။ Crimea မြောက်ပိုင်းက Armies နဲ့ Krasnobarikov မှာ supermarket center တွေဗလာဖျက်ခဲ့ပါတယ်။ Sevastopol Municipal ကရခိုင် catch တိုက်ခိုက်မှုအတွင်းကလို့စီရောင်းချမှုနဲ့အခြေခံစားနပ်ရိက္ခာထောက်ပံ့မှုတွေကိုကန့်သက်ဖို့ဆွေးနွေးခဲ့ပေမဲ့ထိတ်လန့်မှုကိုရှောင်ရှားဖို့တရားဝင်ဆုံးဖြတ်ချက်မထုတ်ပြန်ခဲ့ပါဘူး။ social media ပေါ်မှာတင်ထားတဲ့ပုံတွေပေါ်မှာ ဓာတ်ဆီဆိုင်တချို့မှာစစ်ရင်များအတွက်သာဆိုတဲ့ဆိုင်းဘုတ်တွေပြထားတာကိုတွေ့ရပါတယ်။ပြည်ထောင်ဝင်ကြီးဌာနဝန်ထမ်းတွေကအရက်သားတွေစီကဘဏ်ကငွေပေးချိန်မှုကို POS ဆက်မလဲပတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့လက်မခံခဲ့တဲ့အခါငွေသားကျပ်တဲ့နဲ့ရင်ဆိုင်နေရတဲ့လူတွေဟာမူးယစ်ဆေးဈေးကွက်စီရောက်သွားခဲ့ကြပါတယ်။တိုက်ခိုက်မှုတွေကိုတွန်းလှန်နိုင်ခဲ့တဲ့ဆိုတဲ့ရုရှားဝါရဖြန့်ပြောဆိုချက်တွေဟာယုံကြည်မှုကိုလုံးဝဆုံးရှုံးသွားခဲ့ပါတယ်။ရုရှားဘလော့ဂါတွေတောင်မှစာကီးနဲ့ဂွာဒေးရှစ်ခိုးရေးမှာ ပြင်းထန်တဲ့ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့အတည်ပြုခဲ့ကြပါတယ်။ကာချ်မှာစုပုံနေတဲ့ကားတွေကထွက်ပေါ်လာတဲ့အိမ်စုံးငွေတွေကလည်းမေကွန်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာခရိုင်းမီးယားကနေရုရှားတွေရဲ့ပထမဆုံးအကြီးအသားထွက်ပြေးမှုလား။ကန်ဝရန်မျိုးတွေမှာအိမ်ငှားရန်စင်းတို့နေဟာနှစ်ရက်အတွင်း60ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီးအိမ်ပိုင်ရှင်တွေကမော်စကိုဖုန်းနံပါတ်တွေနဲ့ Telegram channel တွေမှာအမြန်ရောင်းချမှုကြော်ညာတွေတင်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာယူကရိန်းရဲ့သိမ်းပိုက်ခံထားရတဲ့နေမြေတွေမှာရုရှားရဲ့စစ်ရေးအခြေခံအဆောက်အဦတွေနဲ့အမိန်ဘေးစင်တာတွေကိုပိတ်မှတ်ထားတဲ့စနစ်တကျဗျူဟာမြောက်တိုက်ခိုက်မှုတွေရဲ့နောက်ဆုံးဖြစ်ရပ်တွေဖြစ်ပါတယ်။ဇွန်လ9ရက်ကလှုပ်ဆောင်ခဲ့တဲ့နောက်ထပ်တိုက်ခိုက်မှုတစ်ခုကလည်းဒီဗျူဟာဟာဘလောက်နဲ့ဆိုင်ပြီးပြတ်သားတယ်ဆိုတာကိုသက်သေပြပါတယ်။အရင်နေ့ည9:35မှာစီဗာစတိုဘိုမှာပထမဆုံးလေကြောင်းရန်တတိပေးတံထွက်ပေါ်လာခဲ့ကဒီတတိပေးတံဟာခဏတာမဟုတ်ဘဲတညလုံးအကြိမ်၅ကြိမ်ထက်ခါထက်ခါထွက်ပေါ်ခဲ့ပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ်ပုံမမြင်မာတဲ့သတိပေးအဆင့်နဲ့ထုတ်ပြန်ခဲ့တာကခရိုင်းမီးယားတခွင်မှာစစ်ရေးထိတ်လန့်မှုအဝေးသက်ကိုဖန်တီးခဲ့ပါတယ်။ရုရှားအနာပိုင်းတွေကဒုံးကျည်ရီနဲ့ကာမီကာဇီဒရုန်းတွေပစ်ခတ်ခံရတာကြောင့်ကုန်းလက်နဲ့ရေလံပြည်သူတွေယူပို့ဆောင်ရေးစနစ်တွေကိုရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Sevastopol, Krasnobarikops, Armiansk, Novofedorovka နဲ့စာခီးဧရိယာတွေမှာအထူးသဖြင့်ကျေလောင်တဲ့ပေါက်ကဲသံတွေကြားခဲ့ရပါတယ်။ social media ပေါ်မှာမျှဝေထားတဲ့သတင်းအချက်အလက်တွေအရ ည7:24မိနစ်ခန့်မှာ Krasnopari Kops နဲ့ Armiansk ကလိုင်းပေါ်မှာပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ Novo Fedorovka မှာတကောင်ကျော်7:38မိနစ်မှာလေးချောင်းရံကာဝေးရေးစနစ်တွေအသက်ဝင်လာပြီးဒီ area မှာပောက်ကွဲတံကြီးနှစ်ခုကြားရခဲ့ပါတယ်။ Saki KI မှာလည်းနောက်ထပ်ပောက်ကွဲမှုနှစ်ခုမှတ်တမ်းတင်ခံခဲ့ရပါတယ်။ဒီတပြိုင်နက်တိုက်ခိုက်မှုတွေဟာကျယ်ပြန့်တဲ့ဗျူဟာရဲ့ရလဒ်ဖြစ်ခဲ့ပါတယ်။ရုရှားသတင်းရင်းမြစ်တွေကယူကရိန်းက လူတီတိုက်ခိုက်ရေး UAV တွေနဲ့အတူ R360 Neptune Cruise ဒုံးကြီးတွေကိုတိုက်ခိုက်မှုမှာအသုံးပြုခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။လူတီ UAV တွေဟာတိုက်ခိုက်နေတဲ့အကွာအဝေး1000ကီလိုမီတာခန့်ရှိပြီးဖောက်ခွဲပစ္စည်း50ကီလိုဂရမ်ခန့်တည်ဆောင်နိုင်တယ်လို့သိရပါတယ်။ဒီစနစ်တွေဟာတနအီမှာ160ကီလိုမီတာထိအမြန်နှုန်းနဲ့သွားနိုင်ပြီးနေရာမျိုးမျိုးမှာတပြိုင်တည်းတွေ့ရှိရတာကတိုက်ခိုက်မှုဟာဗတ်စုံကျပြန့်သွားစီတင်ထားခဲ့တာကိုပြသပါတယ်။တတိပိတ်ချက်တစ်ခုပယ်ဖြတ်လိုက်တိုင်း ချင်းချောင်းမှုအစ်စ်တွေ့ရှိမှုနဲ့ချက်ချင်းပြန်လည်အသက်သွင်းခဲ့ရပါတယ်။ဒါကရုရှားလေကြောင်းရန်ကာဝယ်ရေးတွေဟာတိုက်ခိုက်မှုလိုင်းတွေကြောင့်ထိတ်လန့်နေရသလိုပြစ်မှတ်တွေကိုခွဲခြားဖို့လည်းအခက်အခဲရှိနေတယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာရုပ်ပိုင်းဆိုင်ရာအခြေခံစောက်ဦးကိုသာမကခရိုင်းမီးယားမှာရှိတဲ့ရုရှားတပ်စခန်းတွေရဲ့စိတ်ဓာတ် လုံခြုံရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးဂွင်းဆက်တွေကိုပါပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့လည်းယူကရိန်းကအင်အားပြင်းထန်ဆုံးတိုက်ခိုက်မှုကိုဇွန်လ3ရက်အင်္ဂါနေ့မှာ ရိုင်းမီးယားရှိကာချ်တရားကိုပြစ်မှတ်ထားပြီးဆင်နွှဲခဲ့ပါတယ်။ယူကရိန်းရဲ့လုံခြုံရေးဝန်ဆောင်မှု SPU က Telegram မှာသတင်းထုတ်ပြန်ရမှာသူတို့ရဲ့အေဂျင့်တွေကကာချ်တရားရဲ့ကုန်းလန်းနဲ့ရထားလန်းတရားခြေတိုင်တွေမှာမိုင်းတွေထောင်လာပြီးမနက်၄နာရီမှာပထမဆုံးဖောက်ခွဲမှုကိုလှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒီအေဂျင်စီကဖောက်ခွဲရမှာဒဒန်နဲ့100ကီလိုဂရမ်ရှိတဲ့ဖောက်ခွဲပစ္စည်းတွေအသုံးပြုခဲ့ပြီးတရားကိုထောက်ထားတဲ့ရေအောက်ခြေတိုင်တွေကိုဆိုးရွားစွာပျက်စီးစေခဲ့တယ်လို့ဆိုပါတယ်။ တရားပေါ်ကရင်ကျော်ဟာအင်္ဂါနေ့မနက်စောစောမှာရက်တန့်သွားခဲ့ပြီးနေ့လယ်ပိုင်းမှာထပ်မံရက်ဆိုင်ခဲ့ကဒေတာဆန်တော်ချိန်ည6နာရီမတိုင်ခင်မှာပြန်လည်စတင်ခဲ့ပါတယ်။ပြည်စည်းမှုတိုင်းတာကိုချက်ချင်းမသိရှိရသေးပေမဲ့အင်္ဂါနေ့ရက်တိုက်ခိုက်မှုဟာ SBU ရဲ့မော်စကိုကိုအံအားသင့်စေဖို့ကြိုးပမ်းမှုနဲ့စစ်ပွဲဆက်လက်ဖြစ်ပေါ်နေရင်ပေးဆက်ရမယ့်အကျိုးဆက်ကိုပြသဖို့နောက်ဆုံးဥပမာတစ်ခုအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။တရားကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုဖိုင်တွေက ဒီစစ်စင်ရေးဟာဘလောက်စီစဉ်ထားပြီးပြင်းထန်ခဲ့တယ်လဲဆိုတာကိုဖော်ပြပါတယ်။ဖောက်ခွဲပစ္စည်းတွေပောက်ကွဲလိုက်တဲ့အခါတရားရဲ့ခြေတိုင်တွေဟာအခြေခံအုတ်မြစ်တွေကနေစုပ်ဖဲခံရတယ်လို့ဖြစ်သွားပြီးရေဟာကောင်းကင်ထဲထိမြင့်တက်သွားခဲ့ပါတယ်။မော်စကိုရဲ့တပ်ဖွဲ့တွေအတွက်ရေးပါတဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ဆောင်ရွက်ပေးုံနဲ့မကပဲခရိုင်းမီးယားတရားဟာသမ္မတဗလာဒီမာပူတင်အတွက်သင်္ကေတအရအလွန်အရေးပါပါတယ်။ဒါဟာယူကရိန်းကျွန်းတွေကိုရုရှားနဲ့ချိတ်ဆက်ဖို့သူ့ရဲ့ရည်မှန်းချက်ကိုဖော်ညွှန်းခဲ့ပါတယ်။ 2014ခုနှစ်မှာရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်ပြီးနောက်တိစောက်ခဲ့တဲ့ဒီတရားကို2018ခုနှစ်မှာပူတင်ကိုရိုင်းဖွင့်လှစ်ခဲ့ပြီးဒီ project တွေကုန်ကြမ်းစည်ဟာဒေါ်လာ3.8ဘီလီယံခန့်ရှိခဲ့ပါတယ်။ဒီနောက်ဆုံးတိုက်ခိုက်မှုနဲ့တူရုရှားတွေဟာတရားကိုမူလအချိန်တိုင်းပြန်လည်ပြုပြင်ဖို့ရုံးကြရပွဲရှိပါတယ်။အင်္ဂါနေ့ရက်တိုက်ခိုက်မှုဟာ2022ခုနှစ်မှာမော်စကိုရဲ့အကြီးစားကျူးကျော်မှုပြီးနောက်ယူကရိန်းကတရားကိုတတိယအကြိမ်မြောက်ပိတ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အရင်နဲ့အော်တိုဘားလာမှာစီတင်ထရက်ကားတစ်စီးဟာတံတားပေါ်မှာပောက်ခွဲခဲ့ပြီးတံတားရဲ့တစိတ်တစ်ပိုင်းကိုမီးလောင်ကျွမ်းစေခဲ့ပါတယ်2023ခုနှစ်ဇူလိုင်လမှာ SPU ကစမ်းသပ်ရေးပေါ် drone တစ်စီးကိုအသုံးပြုပြီးတံတားရဲ့တစိတ်တစ်ပိုင်းကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်ရုရှားကပျက်စီးသွားတဲ့အပိုင်းတွေကိုလှင်မြန်စွာပြုပြင်ခဲ့ပါတယ်ဒါပေမဲ့ဒီနောက်ဆုံးတိုက်ခိုက်မှုပြီးမှာပျက်စီးမှုကိုဘယ်ချိန်မှာပြုပြင်ပြီးစီးမယ်ဆိုတာမသိရသေးပါဘူး ရုရှားနိုင်ငံပိုင်မီဒီယာ IA Novosti ရဲ့ဖော်ပြချက်အရရုရှားအနာပိုင်တွေကတရားပေါ်ကယင်ကျုပ်ကိုရက်ဆိုင်ထားပြီးခရိုင်းမီးယားရဲ့အကြီးဆုံးမြို့ Sevastopol ကမ်းရိုးတန်းမှာရေကြောင်းသွားလာမှုကိုလည်းယာယီရက်ဆိုင်ထားပါတယ်။ဒါဆိုဒီတိုက်ခိုက်မှုတွေကိုရုရှားကဘယ်လိုတုံ့ပြန်နေသလဲ။ယူကရိန်းရဲ့နက်ဆိုင်မီတိကျတဲ့တိုက်ခိုက်မှုတွေကရုရှားကိုသူ့ရဲ့ကာဝေးရေးတုံ့ပြန်မှုတွေကို ပြန်လည်ပုံဖော်ဖို့တွန်းအားပေးခဲ့ပါတယ်။အထူးသဖြင့်မကြသေးခင်လရီတွင်ဗျူဟာမြောက်လေတက်စကန်တွေကိုတိကျသွားတိုက်ခိုက်မှုတွေက ရုရှားလီဒတ်ကို လေရင်တွေကို ကာကွယ်ဖို့ခိုင်မာပြီးအမြဲတမ်းအစီအမံတွေယူဖို့တွန်းအားပေးခဲ့ပါတယ်။ဒီအချိန်မှာရုရှားစစ်တပ်ဟာလက်ရှိမှာလေရင်တွေကိုကာကွယ်ဖို့အနည်းဆုံးလေတပ်စခန်14ခုမှာတန်မဏိဖြစ်အားဖြည့်ထားတဲ့အမိုးကာရီတည်ဆောက်နေပါတယ်။စစ်ရေးတုံးသက်သူတွေရဲ့အဆိုအရဒီအမိုးကာရီတည်ဆောက်မှုဟာ2023ခုနှစ်စောင်းဦးမှာစတင်ခဲ့ပါတယ်။ဂျော်ဒူတပ်ပုံတွေအရဒီလှုပ်ရှားမှုတွေဟာရုရှားပြည်မကြီးမှာနေမှာပဲ တိမ့်ပိုက်ထားတဲ့ခရိုင်းမီးယားမှာအရေးပါတဲ့စခန်းတွေမှာလည်းပြုလုပ်နေတာကိုတွေ့ရပါတယ်။အထူးသဖြင့်စီဗာစတိုဘိုရှိကီရိုဘတ်စကာဘာရီယက်စကာနဲ့စာကီလေစိတ်တွေမှာလှုပ်ဆောင်နေတဲ့တိစောက်မှုတွေဟာခရိုင်းမီးယားမှာရုရှားရဲ့လေကြောင်းတာလုံမှုကိုထိမ့်သိမ့်ဖို့ကြိုးပမ်းနေတဲ့တပ်သေးထင်ရှားတစ်ခုဖြစ်ပါတယ်။ဒီ area တွေဟာယူကရိန်းကရခင်ကပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ဗျူဟာမြောက်အရေးပါတဲ့နေရာတွေထဲမှာပါဝင်ပါတယ်။အမိုးကတိစောက်မှုဟာရှေ့တန်းအကြီးကစခန်းတွေမှာနေမကရုရှားနယ်မြေပေါ်မှာ အဇိုပင်လေကန်ရန်အနီးကဆက်စခန်းတွေဖြစ်တဲ့ရေးဆက်ခရင်ဆက်နဲ့ပရီမော့စ်ကို အတက်ဆက်တို့မှလည်းဆောင်ရွက်နေပါတယ်။ထပ်မံပြီးအတီဂျီယာသမရနိုင်ငံရှိဟန်စကာယာစကန်ရော့ပစ်ရိုဒေတာရှိမီလိုရိုဘိုအာစထရာကန်ရှိအတူပင်ဆက်နဲ့ဘိုရိုနီးစ်ဒေတာရှိဘိုရီဆိုဂလက်ဆက်တို့လို အရေးကြီးစခန်းတွေမှာအကာအရန်အခြေခံအဆောက်အဦတွေအတွက်ရင်းနှီးမြှုပ်နှံမှုတွေအရှိန်မြင့်လာခဲ့ပါတယ်။တပြိုင်နက်တည်းမှာဗျူဟာမြောက်ဘုံကျဲလေရင်တွေတက်ဆွဲထားတဲ့ angles လေးတက်စခန်းလိုအဆင့်မြင့်အဆောက်အဦတွေမှာလည်းအကာအရန်တိစောက်မှုတွေစတင်နေပုံရပါတယ်။မကြာသေးခင်လရိတ်တွင် Ukraine UAV နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ Kurs နဲ့ Lipetsk လိုစခန်းတွေမှာတိစောက်မှုတွေဟာလည်းဒီကာဝေးရေးလမ်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ဒီအဆောက်အဦတွေမှာတမ်မနီမိုးကာရီဟာရုပ်ပိုင်းဆိုင်ရာကာဝေးမှုအတွက်တင်မကပဲစစ်စင်ရေးဆက်လက်လေပတ်နိုင်မှုနဲ့လင်းမြန်စွာပြန်လဲပြန်လာနိုင်စွမ်းကိုတေချာစေဖို့အတွက်လည်းအရေးကြီးပါတယ်။ ရုရှားရဲ့ဒီလှုပ်ရှားမှုဟာယူကရိန်းကတိကျတဲ့ခဲယမ်းတွေနဲ့မောင်းသူမဲ့လေတောင်းစနစ်တွေကိုအသုံးပြုပြီးအကွာအဝေးရှိတိုက်ခိုက်မှုတွေရဲ့အကျိုးသက်ရောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုတစ်ခုပါအမိုးကာရီတိစောက်မှုဟာလက်ရှိလေရင်အင်အားတွေကိုကာကွယ်ဖို့တွင်မကဘဲစိတ်ပိုင်းဆိုင်ရာတာလုံမှုကိုပြန်လည်တိစောက်ဖို့လည်းရည်ရွယ်ပါတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေကလည်းဒီအခြေခံအဆောက်အဦတွေပြီးစီးဖို့အချိန်ယူရမယ်ဆိုတာနဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုအချိန်နဲ့လိုက်မမီလောက်ဘူးဆိုတာကိုထောက်ပြထားပါတယ် ထပ်မံပြီးယူကရိန်းဟာတိုက်ခိုက်မှုအချိန်ဟုန်ကိုမြင့်နေဖို့နေစဉ်လက်နက်တူလောင်မှုကိုအသစ်ပြန်လည်ဖြစ်တင်းနေပါဗျ။ရေပြင်မောင်းသူမဲ့စနစ်တွေမှာယူကရိန်းရဲ့နည်းပညာတိုးတက်မှုဟာရုရှားလေဆွမ်းအားကိုတိုက်ရိုက်ပစ်မှတ်ထားနိုင်တဲ့ခေတ်သစ်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပါဗျ။ယူကရိန်းရရှိရရဲ့ပြောကြားချက်အရ Magra V7 ဗတ်ဆောင်သုံးမောင်းသူမဲ့ရေရင်တွေကိုပထမဆုံးချိန်ဖြစ် American ထုတ် AIM-9X ဒုံးကြီးတွေနဲ့တက်ဆင်ခဲ့ပြီးဒီဖွဲ့စည်းမှုအသစ်နဲ့ Russia SU-30 တိုက်လေယာဉ်တွေကိုထိရောက်စွာတိုက်ခိုက်ခဲ့ပါတယ်။ ီစစ်စင်ရေးတဲ့ဟာ Ukraine မှာ AIM-9X site winder မိသားစုရဲ့အဆင့်မြင့်ဆုံး version ကိုတက်ဆင်ထားကြောင်းရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ AIM-9X site winder ဟာ2003ခုနှစ်မှာ American ဝန်ဆောင်မှုတွေပါဝင်ခဲ့ပြီး AIM-9 series ရဲ့ခင်မီဆုံး version ဖြစ်ပါတယ်။ဒါဟာလက်ရှိနိုင်ငံတကာမှာ အသုံးအများဆုံးအကွာအဝေးတူလေယာဉ်ပစ်ဒုံးကြီးဖြစ်ပါတယ်။ရေပြင်ကနေထွက်ခွာတဲ့ UAV တစ်စီးကိုအလွန်ထိရောက်တဲ့လေယာဉ်ပစ်ဒုံးကြီးနဲ့တက်ဆင်ဖို့ဆိုတာ အင်ဂျင်နီယာပိုင်းအရကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ AIM-9M ဟာပုံသေးလွှတ်တင်ရထားတွေကနေပြစ်လွတ်ခဲ့ပြီးပုံမှန်အားဖြင့်လေယာဉ်တွေပေါ်မှာတက်ဆင်ထားတာပါ။ဒါ့ပြင်ဒီစနစ်ဟာပြစ်မှတ်ဝင်ရိုးကနေမြန်မာတဲ့တောင်းတွေမှာရိမ့်ရိုင်နိုင်တဲ့စွမ်းရည်မရှိခဲ့ပါဘူး။ဒါကရေ drone လိုလှိုင်းလှုပ်ခတ်မှုကိုထိတွေ့ရတဲ့သေးငယ်တဲ့ platform တွေအတွက်ကြီးမားတဲ့ကန့်သတ်ချက်တွေဖြစ်စေခဲ့ပါတယ်။ drone ဟာပြစ်မှတ်ကိုချိန်ရွယ်နိုင်ဖို့အလွန်ကျင်းမြောက်တဲ့ပြစ်ခတ်အခွင့်အရေးပြတင်းတစ်ခုသာရှိခဲ့ပါတယ်။ AIN9X ကဒီပြဿနာကိုဖယ်ရှားပေးပါတယ်။သူ့ရဲ့ HOBS High of Both Side စွမ်းရည်ကြောင့်ပုံသေးလွှတ်တင်ရထားတွေပါရှိတဲ့ Magura V7 လို့ platform တွေပေါ်မှာတော့မြင်မာတဲ့ down ပြတ်မှတ်တွေကိုထိမှန်နိုင်ပါတယ်။ထပ်မံပြီးသူ့ရဲ့ LOAL Logon After Launch စွမ်းရည်ကဒုံးကြီးရဲ့ပြတ်မှတ်ကိုဖမ်းယူပြီးလော့ချနိုင်တဲ့စွမ်းရည်တွေကိုပြစ်လွတ်ပြီးနောက်မှာတိုးမြှင့်ပေးပါတယ်။ဒါက Magura V7 ကိုရေပြင်ကနေလေယာဉ်တွေကိုကာဝေးရုံသာမကား တိုက်ခိုက်နိုင်တဲ့ထိရောက်တဲ့လက်နက်တစ်ခုဖြစ်စေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ